ပေါ်တူဂီအသင်းကောင်းဆောင်တိုက်စင်မိုးစီရနယ်တို့ဟာမနေ့ကအရှင်ပြိုင်ခဲ့တဲ့အိုင်ယာလန်နဲ့ကမ္ဘာဖလားခြေစစ်ပွဲမှာအနေကပ်ပြခံခဲ့ရတာကြောင့်ပေါ်တူဂီအသင်းခြေစစ်ပွဲအောင်မြင်ခဲ့ရင်2026ကမ္ဘာဖလားအုပ်စုအဖွဲ့ပွဲကိုပွဲပယ်ခံရမယ်လို့သိရပါဗျ။အိုင်ယာလန်နိုင်ငံဒဗလင်မြို့မှာအရှင်ပြိုင်ခဲ့တဲ့ကမ္ဘာဖလားခြေစစ်ပွဲမှာအိုင်ယာလန်အသင်းကတိုက်စင်မိုးပါရော့က18မိနစ်45မိနစ်တုန်းမှာသွင်းယူခဲ့တဲ့ဂိုးရည်နဲ့အနိုင်ရခဲ့ပြီးစီရနယ်တို့က 62မိနစ်မှာပြန်ပတ်နောက်ခံလို့ဒါရာအိုရှီးယားကိုတတောင်နဲ့တွတ်ခဲ့တာကြောင့်အနီကပ်ပြထုတ်ပယ်ခံခဲ့ရတာပါဒီအနီကပ်က0ရနဲ့တို့အတွက်လက်ရွေးစင်ကစားသမားဘဝမှာပထမဆုံးပြသခံရတဲ့အနီကပ်အဖြစ်မှတ်တမ်းဝင်ခဲ့ပြီး226ပွဲမြောက်ရှင်ပြန်ကစားရာမှာပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်စီရနေဒိုဟာကလပ်အသင်းကစားသမားဘဝမှာတော့အနီကပ်73ကြိမ်ပြသခံခဲ့ရပူတယ်လို့သိရပါဗျ။ FIFA ရဲ့စီမင်းအရစီရနေဒိုဟာတိုက်ရိုက်အနီကပ်ပြစ်ဒဏ်အတွက်ပြိုင်ပွဲအတွင်းပွဲစဉ်တွေမှာ အနည်းဆုံးနှစ်ပွဲပဲပြစ်ဒဏ်ကျခံရမှာဖြစ်တာကြောင့်ပေါ်တူဂီအသင်းရဲ့နောက်ဆုံးကမ္ဘာဖလားခြေစစ်ပွဲနဲ့2026ကမ္ဘာဖလားအုပ်စုအဖွဲ့ပွဲကိုပွဲပယ်ခံရမှာဖြစ်ပါတယ်။ပေါ်တူဂီအသင်းဟာခြေစစ်ပွဲနောက်ဆုံးပွဲကိုအင်ကွဲမှာအာမေးနီးယားနဲ့ရှင်ပြိုင်ရမှာဖြစ်တာကြောင့်ခြေစစ်ပွဲအောင်မြင်ဖို့တည်ကြတဲ့လောက်ဖြစ်နေပါတယ်။